အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကတူဖုန်းနိုင်ရေးသားတဲ့ပဒေါပွင့်စဲလာတာဇဲဝဲဆိုတဲ့ဝိတ္ထုရဲ့အပိုင်း၁ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တောက်ပွင်စေလာတာစေဝေအပိုင်းတင်အခြေကာညမေတ္တာကနေအတိတ်တညာအဝိဇ္ဇာတိအနာကတ်မူတနာဟုဤကြည်ပြူဆွဲတံပစ္စုပန်ကကံတဘာဝဓမ္မတနာဓမ္မတတိမရှိစိတ်ထံဝိပလာတသူဆိုရသည်လွမ်းညတာမော တခုသော၌လှသောချစ်သူ ချစ်သူအလှအလှနှင့်သူ သူနှင့်အလှဖွဲမရပြီးအလှသည်ပင်ဘဝမြင်သည်ညစဉ်လာနှင့်ပထောင်နှင်းကျွန်တော်ဆိုသည့်တရဝါကပထောင်ပွင့်လျင်ရင်ခုန်တက်သည်ပထောင်ပွင့်မှမဟုတ်ပထောင်တွေပွင့်တော့မည်ဟု အမှတ်ပြုမိချိန်မှစကားကျွန်တော်ယင်ခုန်မြဲဖြစ်သည်ပထောင်ပွင့်ရနှင့်လာတာရက်သည်ဆုံးတက်ခဲ့ပါသည်ဆုံးတော့ဆုံးခဲ့ ဆုံးလာပြီးဆိုမှဖြင့်လေပတောက်ပွင့်စဲမှာငွေလာတာသောနှွေညပြပြသည်ကျွန်တော်အတွက်တီချားဖြစ်သော ကဘာလောကကလေးတစ်ခုဖြစ်လာသည်လှပသောကဘာလောကကလေးတစ်ခုပါအစဆိုရာရဲ့အဆုံးဆိုရာရဲ့အချိန်ဆိုရာရဲ့ဘာရဲ့မှမရှိသောကျွန်တော်ကိုယ်ပိုင်ကျွန်တော်တူဦးဒီတာပိုင်သည့်လှပသောစိတ်တစားကဘာလောကကလေးပါ ရုက္ခဗေဒပညာရှင်တွေကဆိုကြင်တာဆိုကြပါစေ။အတွေ့အကြုံအမှန်တရားပေါ်မှာသာယုံသည် ဆိုသူတွေလည်းပြောကြင်တာပြောကြပါစေ။တို့ရာတွင် ထိုအခါမျိုး၌ပတောက်လေးများကိုကျွန်တော်က အိပ်ပြောနေသောအလှတရားလေးများဟုမှတ်ယူသည်။ဝေလကြောင့်ကနှိုးသူပါ။ရွှေရောင်မျက်လွှာလေးတွေပေါ်မှာငွေရောင် အကြည်တက်က နူနူညံ့ညံ့ ထီတိုနိုလာသည်ထိုအခါအလတရားလေးတို့ဝင်လို့ရှင်တန်းလာသည်အဲ့ဒီနောက်ပိုင်းမှာတော့ပြေသောစုံသောလှသောဆန်သောကဘာလေးတစ်ခုသည်တီပီပေါ်ပေါ်ပီဖြစ်နေသည်တီပီပေါ်ပီဖြစ်နေလေတော့အစကိုကျွန်တော်မသိလိုက်ပါအဆုံးဆိုတာကိုလည်းမမြင်နိုင်ပါကျွန်တော်သိတာကတော့ပြစ်စုံပန်တက်တက်ပါ လှပသောပစ္စုပန်းကျွန်တော်ဤချစ်ဖွယ်လွမ်းမဲ့ဖွယ်သောပစ္စုပန်းစိတ်တစအလှကပါတက်တက်ပါ။ဩကြုံတော့ကြုံကဲပတောက်ပွင့်စေလတာစေကຫນွေညပြပြတခုပါ။လှပလွန်သောကပါလောကကလေးတည်စေပေါ်စေမှာပါ။အဲ့ဒီတုန်းကမမဝေနဲ့ကျွန်တော်ဆုံးတွေ့ကြရလေသည် တ်ဝန်းကျင်မှာလက်ကျန်ဤအရေးနမိတ်ကလေးများပေါ်နေပြီးကျွန်တော်ဤနှာခေါင်းတွင်ကလက်ကျန်ဤအနှံ့သက်ကလေးများကိုပင်ကြာနေ၏တကူးຫນွေဤညနေမဆောင်တဆောင်ချိန်မှာဖြစ်၍အပူငွေတော့ရှိနေသည်တို့ရတွင်လေချိုက တွေးနေသဖြင့်အေးတက်ကလေးကလည်းတွင်လွင်လာနေသည်မြေပြင်နှင့်တော်တန်းတို့ထက်တွင်မြူပြပြလွှမ်းနေ၏ကောင်းငင်ကမကြည်လွန် မှုံလဲမမှုံလွန်းအနောက်ဘက်စီမတိမ်ဖြူဖြူတို့ဤနောက်ပါတွင် ရွှေလံလဲ့လဲ့ပြေနေသည်တကူးဆိုသည်ကနှစ်တစ်တခုဤအစာပါနှစ်တစ်တခုဤစာချင်းကိုပြသော လက္ခဏာတွေကပဝန်းကျင်မှာလှပထင်ရှားနေကြသည်တင့်ညိုပင်သည်၎င်းဗန်ပွေးပင်သည်၎င်းရှားရပင်သည်၎င်းပတောင်းနှင့်စိန်ပန်းပင်တို့သည်၎င်းကျွန်တော်ရှေ့၌ ြင်းသမျှသောပင်အိုပင်ပြိုတို့သည်ရွက်တစ်တွေကိုဆင်ထားကြ၏ရွက်ဝါရွက်ဟောင်းတွေက တပေါင်းတွေကကျွေစင်းကုန်ခဲ့ပြီမနှုတော့တော့လဲမရင်သေးသော ရွက်တစ်တို့သည်ပျို့ပျို့လွင်လွင်ရှိလာသည်နှစ်တစ်အချိန်တစ်မှာ လောကကိုပြုံမြင့်ချင်းဖြင့်တစားဆင်းနေကြသည်ပွင့်စုံတို့ကလည်းရောင်မျိုးကျွေလာ၏စိန်ပန်းနီနီရဲရဲကတော့တခဲနဲ့ အာမန်အရှိဆုံးဖြစ်သည်ငှူတွေကလည်းအကြမခံထိန်ထိန်ဝါနေ၏တေယုတ်စကားတွေကလည်းအပွင့်မြိုင်းနေ၏ဆွေတော်ဖြူဖြူတွေကတော့အိန္ဒြေရရတီတီငိမ့်ငိမ့်ရှိသည်ဂန်ကောပွင့်ကျွင်းတွေကလည်းတင်ပြန်စေပါပထောက်ပင်ရိတ်တွင်ထိုင်းနေသောကျွန်တော်ကအပေါ်သို့မော့ကြည့်မိသည်ပထောက်တွေကတော့မပွင့်သေးပါတို့ရတွင်သတိထားကြည့်သည်ဖြင့် ထွက်ပြူစားအဖူအငုံစိမ့်စိမ့်လုံးလုံးလေးများကို တွေ့ရသည်။ဟောပထောက်တွေလဲပွင့်ချိန်နေပြီ။မနေ့ပြန်လောတပတ်ခါလောတရက်နှစ်ရက်သုံးလေးရက်ပွင့်တော့ပွင့်ရောမြည်။ကျွန်တော်ရင်ကခုံလာသည်။နူနူညံ့ညံ့တိမ်တိမ်မွေ့မွေ့ခုံလာသည်။ရင်ခုံရင်ကကျွန်တော်သည်လက်တွင်း၌ကင်ဆွဲထားသောအရာလေးကိုငုံကြည့်မိ ထိုကနာ၌ကျွန်တော်ပြုံးမိသွား၏ကျွန်တော်လက်တွဲမှာကစိတ်ပတိလေးတကုံမှာစိတ်ပတိနှင့် ရင်ခုန်ခြင်းတို့မှာမစီဆိုင်လာပါဒီနေရာဒီမြေကလည်းရင်ခုန်ခြင်းတွေငြိမ်းရမည်နေရာပါမြေပါကျွန်တော်ငိုင်းလျက်စဉ်းစားနေခိုက်နောက်ပါမှချောင်းဟန့်အတန်ပေးသည်ကိုကြားရ၏လှည့်ကြည့်လိုက်သောအခါကျွန်တော်စီ ရှေးရှုချင်းကပ်လာသော ဥပဇင်ဝိမလကို တွေ့ရသည် ဥပဇင်ဆရာတော်ကြီးတိလောကရှိသေး၍သာ ဥဝိမလကို ဥပဇင်ဟုကျွန်တော်တို့ခေါ်ကြသည် အမှန်မှာကိုเจ้าကိုထိုင်၍ကိုဖာသာ သာသနာပြုနေတော်မူမည်ဆိုလျင်ဥဝိမလကိုလည်းဆရာတော်ဟု ခေါ်ကြရပေမည်ဥဝိမလ၏တက်တော်မှာ40ကျော်ပေပြီးတို့ရတွင်တက်တော်40ကျော်ចောင်းကိုဖွင့်ပြော၍သာ ိတ်ထားကြရသည်ပဂရိမျက်နာတော်အတွင်တက်တက်ကိုသာ ခံမှန်းပြောရမည်ဆိုလျင်ဥဝေမလာ၏တတ်တော်ကိုအစိတ်30ဟုသာ ခံမှန်းပြောဆိုကြမည်လူတွေအတွက်သုံးသောစကားနှင့်ပြောရမည်ဆိုလျင်ဥဝေမလာ၏ရုပ်တော်သည်နုသည်အသားတော်များက ဝင်းဖန့်ဆိုပြေသည်တစ်ခေါက်ဆိုးရောင်သင်္ကန်းတော်၏အယောင်သည်ချင်းမောင်လင့်ကစားဥဝေမလာ၏ နုပြိုးစိုပြေခြင်းကိုလွှဲမပြင်းနိုင်အိန္ဒြေတော်ကို ဖြည့်ဆွဲပေးသောတတိသာထို၏ဥပဇင်းကချောင်းဟန်တန်ပေးသောစေတနာကိုကျွန်တော်နားလေသည်ကျွန်တော်ကငိုင်းနေသူမဟုတ်လောဝိပဿနာစကားနှင့်ဆိုရလျင်ကျွန်တော်ကဥဒ္ဒေစဖြစ်နေသူပါ စိတ်ပြန့်လွင့်နေသူပါဒီလိုလူမျိုးက လန့်တက်သည် ဥပဇင်းလမ်းလျှောက်လျင်ခြေတံမပေါ်ဘဲ အလွန်ညင်သာတိမ်မွေ၏။ချောင်းဟန်တန်မပေးဘဲအနီးရောက်လာလျင်ကျွန်တော်လန့်ပေတော်မည်။ဥပစင်ချင်းကက်လာသည်ကို မြင်သောကျွန်တော်ကထိုင်းနေသောပြင်ပြတခင်ခုံတန်းမှဖယ်ပေ၏။ခုံတန်းမှာဥပစင်ထိုင်မိသောအခါဥချကတော့ပြီးလျင်မြေပြင်မျက်ကင်းထက်၌ကျွန်တော်ကပစစ်တုတ်လျက်ထိုင်၏။ဥပစင်က အေးချမ်းပြော့ပြောင်းသောအတန်တော်ဖြင့်မိန်၏။ ိုဘက်ကဒကာကြီးကိုတရားစစ်ပြီးရှင်းလင်းညွှန်ပြနေလို့ဥပဇင်နည်းနည်းနောက်ကျသွားတယ်။တိခန့်ခွဲ့မောင်လေးလိုင်းငါတပည့်စောင့်နေရတာကြားသွားသလား။မကြားလာပါဘူးဖေ။ပြီးတော့တပည့်တော်ပရိပတ်လည်းခုနေကလေးတွင်ပြီးပါတယ်။ဒီနေ့မောင်လေးလိုင်းဘာစိတ်တလဲ။ဓမ္မဂုံတော်ပါဖေ။တာရုတာရုတာရုဝိပဿနာအားထုတ်သူတွေဟာ ဓမ္မနုတ်တိကမ္မထံကိုလည်းမှန်မှန်ပြုရတယ်။ဒါတော့မမေ့နဲ့နော်တပည့်။အရှင်ဖုရားဆုံးမထားတာကို တပည့်တော်စွဲမြဲအောင်မှတ်ထားပါတယ်ဖုရား။မှတ်ထားကွဲ့ဒါကိုလည်းမှတ်ထား။ဥပဇင်းတင်ခဲ့တဲ့တခြားဟာတွေကိုလည်းမှတ်ထား။မမေ့စေနဲ့။ငါတပည့်ကဥပဇင်းတို့နဲ့စီတော်တော်နဲ့ပြန်ရောက်တော့မှာမှမဟုတ်ပဲ။ဥပဇင်းဤနောက်ဆုံးစကားရက်ကကျွန်တော်ကို ထိတ်လန့်တုန်လှုပ်သွားစေ။အရှင်ဖုရားဘာကိုဆူလိုလိုက်တာပါလဲဖုရား။ဥပဇင်းဤမျက်နာတော်တွင်ပြုံးရိပ်ငွေငွေ ထင်လာသည်။မျက်လုံးတော်များကကျွန်တော်မျက်နာစီစူးဆိုင်လျက်တည်ငြိမ်စွာကျင့်နေသည်။အေချမ်းသောဒီမျက်လုံးတော်များကဂိယူနာသဘောကိုလည်းပေါ်ပြနေသည်ဟု ကျွန်တော်ထင်သည်။မောင်လေးလိုင်းဖုရားလောကကြီးမှာ ဘယ်ဟာကပြုတ်ဖို့လွယ်ပြီးဘယ်ဟာကပြုတ်ဖို့ခက်တယ်လဲမှန်ပါအကုသိုလ်ကပြုတ်ဖို့လွယ်ပြီးကုသိုလ်ကပြုတ်ဖို့ခက်ပါတယ်ဖေဟာကုသိုလ်တရားတွေမှာလည်းဘယ်တရားမျိုးက ပြုတ်ဖို့ခက်ဆုံးလဲဝိပဿနာဘာဝနာတရားပါဖေဟာအိအိအိတဘိခဝေဘိက္ခုကာယေကာယနုပတိဝိဟာရတိအာရပိတပ္ပဇာနောတတိမဝိနည်းယလောကေ အပိစာဒေါမနတ်တန်နဲ့ဦးစင်ခဏခဏရွတ်ပြတဲ့ပါဠိတော်ကြီးနော်ဒါကိုလေမောင်လေးလိုင်မှတ်မိရဲ့နော်မှတ်မိပါတယ်ဖေဟာဣဒဤမတ်တတနာဖိုတတနာတော်၌ဘိက္ခုသတိပဋ္ဌာန်လုပ်ငန်းစဉ်ကို အားထုတ်သောပုဂ္ဂိုလ်သည်အာတာပိမဖြစ်မနေအယိုးကြည်ကြည်အေးခန့်ခန့်ကြိုးပမ်းသော လုံလနှင့်ပြည့်စုံသည် ဖြစ်၍ဓမ္မဇာနောယုတ်နံဓမ္မ တဘာဝတရားတို့၌စုရှသောဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍တတိမာချက်ချင်းပြက်ချင်းဟူသောကမ္မထံအာယုန်နှင့် ပြည့်စုံသည်ဖြစ်၍လောကေတညက်ခန္ဓာဟူသောပြညက်ဆွဲ လောက၌အဘိဇာဒေါမနတံချက်ချင်းမုံချင်းနှစ်ပါးကိုဝိနေယပယ်ဖြောက်၍ကာယေယူပကာယဟူသောခန္ဓာကိုယ်အစု၌ကာယ ानु ပတိယူပကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍ဝိဟာရတိကမထံအာယုံ၌မွေလျော်၍နေ၏တဲ့။မောင်လေးလိုင်တို့ကလောကမှာဘာနဲ့နေကြသလဲ။ချစ်ချင်းမုံချင်းနှစ်ပါးနဲ့ပါဖရား။စောစောကမောင်လေးလိုင်ငိုင်းနေတာ ဥပစင်းကိုမညာနဲ့နော်။ဘာမှအာယုံရှိနေလဲ။အာဟိုတင်ပန်းပန်းပွင့်လေးတွေနဲ့တိရွယ်လေးတွေပါဖရား။ချစ်နေတာလားမုံနေတာလား။ အင်းချစ်နေတာပါဖေ။တခြားချစ်စရာကောရှိသေးလား။ဘာဘာပြောတာလဲဖေ။ဥပစင်မေးတာကိုဖြေပါ။ရှိတော့ရှိတာပေါ့ဖေ။ဟိုတောက်တီးတောက်တဲ့တော့မရှိသေးပါဘူး။မရှိသေးဘူး။နောင်တော့ရှိအောင်မယ်။ဖေ။ထားပါလေထားပါတော့ချစ်ချင်းမုန်းချင်းနဲ့နေကြတယ်။အဲ့ဒီလိုနေကြတာကိုပဲကောင်းတယ်လို့ထင်ကြတယ်။ ဒီတော့ချစ်ချင်းမုံချင်းကိုပယ်ဖြောက်ဖို့ကလွယ်ရဲ့လားမောင်လေးလိုင်းမလွယ်ပါဘူးဖေဟာမလွယ်တဲ့ကိစ္စမို့ကလျာဏဘုံမိစကံရောက်ပြီးတဲ့ပါရမီရှင်တွေဟာချစ်ဆက်ခီးသွားဖို့ဘယ်တရားတွေကိုပြည့်တတ်တဲ့ပြည့်အောင်ဖြည့်ကြရမလဲတင်မအာတာပီတမဇနောတတိမာဝိနေယဒီတရားလေးပါပါပဲဖေဟာအဲ့ဓာတွေကို ဖြည့်ဖို့ကလွယ်ရဲ့လားမလွယ်ပါဘူးဖေဟာ မလွယ်ပေဘူး။ဒါကြောင့်စောစောကဥပဇင်းဆိုလိုက်တယ်။မောင်လေးလိုင်ဟာဥပဇင်းတို့နေစီတော်တော်နဲ့ပြန်ရောက်တော့မှာမဟုတ်ဘူးလို့။တပည့်တော်ဟာဥပဇင်းစီတော့ခဏခဏရောက်မှာပါပဲဖေဟာ။ဥပဇင်းကတက်တက်ဟောဒီကမထန်းချောင်းကတက်တက်ပြညက်တွေပါကွယ်။ဥပဇင်းတုံးလိုက်တဲ့စကားကဥပဇင်းတို့နေကျွန်တော်ရင်တွေမှာဝမ်းနေသွား၏။အငငယ်တကယ်တို့လည်းဖြစ်သွား၏။ ဘာကိုဆူလိုလိုက်တာလဲဖေ။တပည့်တော်မှာမညံဖုန်ညံအတွက်ဒီဘဝမှာပါရမီမရှိဘူးဒီလိုလားဖေ။ဥပဇင်ကပြုံးပြီးလက်ဝါးကားပြတော်မူ၏။ပါရမီဆိုတဲ့စကားကိုကန်းဆိုတဲ့စကားလိုပဲလွယ်လွယ်ကူကူအယံမတုံးတဲ့တပည့်ရဲ့။ဩဒါထက်ဥပကယဟန်ကြီးအကြောင်းကို မောင်လေးလိုင်ဖတ်ဖူးတယ်နော်။ဖတ်ဖူးပါတယ်ဖေ။ရသော်ဖေဟာ ပြင်ဆင်ဝိကီတွေကိုတရားဥဟောဖို့မိကရာဝန်စီကြွလာတော့လမ်းမှာဥပကနဲ့တွေ့တယ်။ဒီတော့သူကဖះကိုဖះဖြစ်နေအရင်ဆုံးတွေ့သူပေါ့ဟုတ်လား။ဒါပေမဲ့သူဟာချက်ချင်းတမက်တပူမရပါဘူး။ဂျားကာလာလေးခန်းသွားသေးတယ်မဟုတ်လား။ဥပစင်ဤစကားကို နားထောင်နေရမှကျွန်တော်ပြုံးမိသွားသည်။ဥပစင်ကတပည့်တော်ကိုလည်း ရှားဝါတို့ဘာတို့နဲ့ညာပြီးဒုက္ခတွေ့ရအောင်မယ်လို့ဆိုလိုတာလားဖေ။ဥပဇင်းကပြန်မိမယ်။အဲ့ဒီဘဝမျိုးကိုဒုက္ခလို့မောင်လေးလှိုင်ကအခုသိမ့်ပိုက်မျိုးချနိုင်ပြီလား။ဒီမေကွန်းကို ကျွန်တော်မဖြေပါ။ပြုံးပေးတာမျက်လွာချနေ။မဖြေနိုင်ဘူးမဟုတ်လား။မဖြေပါနဲ့ကွယ်။ဖြစ်တတ်တဲ့သဘာဝကို ဥပဇင်းကပြောရတယ်။မောင်လေးလှိုင်က အသက်၁၈နှစ်ဆိုတော့ငယ်လေးငယ်သေးတယ်ချစ်လျှောက်ကြည့်ဖြစ်လိုက်ဖြစ်တဲ့စိတ်ကလေးလည်းရှိသေးတယ်ဥပစဉ်အပြစ်လည်းမတင်ဘူးသောတာပန်အရိယာကြီးတွေတောင်မှရုပ်ထိုးကျင့်သောတဏှာနဲ့နံထိုးကျင့်သောတဏှာနှစ်ပါးမှာနံထိုးကျင့်သောတဏှာကိုသာပယ်နိုင်ကြသေးတယ်ရုပ်ထိုးကျင့်သောတဏှာကိုတော့မပယ်နိုင်ကြသေးဘူးဒါကြောင့်အင်အားထောင်ခြင်းစည်းဝါးရှာခြင်းကိစ္စတွေရှိနေကြသေးတယ် ကုထုဇင်ရဲ့တာယာခြင်းနဲ့တော့မတူဘူးပေါ့ဒီတော့မောင်လေးလှန်ရဲ့ညံနဲ့ပါရမီအခန်းလေးကိုကြိုက်တာမို့နောက်ဆုံးစကားဥပဇင်မှားလိုက်ခြင်း ਨੇ အမိတ်ရှိပါဖရာဥပဇင်တို့နဲ့အတူရှိနေတုန်းမှမောင်လေးလှန်ဟာဇာတိနဲ့ညံတွေရခဲ့ပါပြီဖြည့်စမ်းမအောင်မောင်လေးလှန်အန္တပုထုဇင်တွေကိုဒုက္ခလှလှကြီးပေးနေတဲ့အခြေခံအကြောင်းယုံမှားခြင်းတွေဟာဘာတွေလဲမှန်လှပါ ၁တန်တရားရှေ့ဆွ၌ယုံမှခြင်း၂တန်တရားနောက်ဆွ၌ယုံမှခြင်း၃တန်တရားရှေ့နောက်အဆွ၌ယုံမှခြင်း၄တစ္ဆာလေးပါးတရား၌ယုံမှခြင်းဒီလေးပါပါဖုရားအကျိုးယုံမှခြင်း၄ချက်ကကောဖုရား၌ယုံမှခြင်းတရား၌ယုံမှခြင်းတန်ခါ၌ယုံမှခြင်းမိမိအကျင့်၌ယုံမှခြင်းဒီလေးပါပါဖုရား မောင်လေးလိုက်မှာအခုဒီယုံမချင်းတွေရှိသေးရဲ့လားမရှိတော့ပါဘူးဖေဟာဘယ်တရားတွေကြောင့်မရှိတော့ရသလဲဒိဋ္ဌဓမ္မမြင်အပ်ပြီးတော့တရားပတ္တဓမ္မရောက်အပ်ပြီးတော့တရားဝိတိတဓမ္မသိအပ်ပြီးတော့တရားပရိယောဂလဓမ္မဉာဏ်ဖြင့်တက်ဝင်ယုံကြည်ပြီးတော့တရားအဲ့ဒီတရား၄ပါးကြောင့်ပါဖေဟာအဲ့ဒီဉာဏ်အဆင့်ကိုဘယ်လိုခေါ်သလဲကင်္ခာဝိတရဏဝိတ္တုဒ္ဓ ်ယုံမှားခြင်းဘဝမှလွတ်မြောက်တဲ့စင်ကြယ်ခြင်းအစင်ပါဗျာဒါရုဒါရုဒါရုဥပဇင်အာရကျိနေလှတယ်ကွယ်အခုပြန်ရတော့မယ်ဆိုတော့လေနှမျောယူကျုံမရရှိလာတယ်ရှိစီတော့လေငါတပည့်မှာနာမရူပပရိစေရဉဏ်ပစ္စယပရိဂဟဉဏ်တမတနဉဏ်တွေပြီးလို့ဥဒိယဘယဉဏ်စကန်းစီကိုတောင်းတက်လှမ်းနိုင်ခဲ့ပြီဒီတာတနာမှာသက်တာရာကိုရှာတတ်ပြီး ရှေ့လျှောက်ပြီးဘယ်နေရာဘယ်ဘဝရောက်ရောက်ကလျာဏမိတ်တာဆိုတဲ့ဆရာကောင်းကိုရှာပါ လူဆရာကိုလည်းရှာပါစာဆရာကိုလည်းရှာပါ ကြားရလားတပည့်တော်အမှတ်နေပါတယ်ဖေဟာငါတပည့်ဟာအန္တမဟုတ်တော့ပေမဲ့ပုထုဇဉ်ပဲရှိသေးတယ်ဒီတော့လောကမှာခုန်ခုန်မင်းမင်းဆက်လျှောက်လေုံပဲလောကအတွက်အဆောင်လျှောက်လေးလေဥပဇင်ပေးလိုက်မယ်အဋိဋ္ဌံရဲ့ တစ္ဆာရဲ့မေတ္တာရဲ့ဗားတဲ့ပြန်ပြောစမ်းအတိတ်ထံရဲ့တစ္ဆာရဲ့မေတ္တာရဲ့ဗားဖျားအင်းဉာဏ်ရှိသလို သုံးတော့ဒုက္ခနဲ့အန္တရာယ်နဲ့တွေ့ရင် သုံးတော့ဟုတ်လားစိတ်ချတော်မူပါဖျားအင်းနေဆောင်ပြီပြန်လန်းကိုပြန်ပြီတော့ကျွန်တော်ကဥပဇင်းကိုဥချကတော်သည်ကျွန်တော်ကတော့အပိ၌ဥပဇင်းသည်နေရာမှထကား နောက်သို့တချက်များလှဲ့မကြည့်တော့ပဲကမထန်းဂူများရှိရာဂန်ကိုယ်တော်ဘက်သို့ကြွသွားတော်မူ၏ကျွန်တော်ရင်မာသာအာကျံရည်ဤသုံးတရားကို နောင်တရဝန်းနေတကယ်သို့လဲရှိလာသည်ကျွန်တော်ကစိတ်ပတိလေးကိုအိတ်တွင်ထည့်လိုက်ပြီးတရားဟောဓမ္မယုံဘက်ရှိရာသို့ လေးပင်သောခြေလမ်းများဖြင့်ထွက်လာခဲ့၏ဓမ္မယုံ၏အရှိဘက်ចောင်းប្រវងអវលំបေါ်၌ ဟဲလ်မင်အမျိုးအစားကားနက်ကလေးတစ်စီးစိုက်ထား၏ကားတွင်သို့ခြင်အောင်တစ်လုံးထည့်သွင်းနေရမှအသက်30ခန့်အသားမဲမဲနှင့်လူတစ်ယောက်ကကျွန်တော်ကိုမြင်တော့လန့်ပြော၏ဟေးဇက်လိုက်ဘဲသွားငိုင်းနေတလေရှားမတွေ့လို့မင်းတော်ကစူးနေပြီကျွန်တော်ကသူ့ကိုပြန်မပြောဘဲဓမယုံလေကားစီရှောက်လာခဲ့၏လေကားဦးတွင် အသက်90ကျော်လူကြီးတဦးနှင့် မိမကြီးတူကို တွေ့ရ၏ကျွန်တော်ဦးလေးဦးစိန်ဟန်နှင့်အတော်ဒေါ်မြမေတို့ပင် ဖြစ်ကြပါသည်ညင်သည်ခဏ၌ပင် အတော်ကစကြိန်တော်၏တကယ်တည်းဘယ်ကျွမ်းနေတာလဲအချိန်မီပြန်ရမှာမသိဘူးလားဟုတ်ကဲ့ပါជីជីဥပနာမှာဥပစင်ဆုံးမာတာကိုနာခံနေလို့ပါကောင်းနေတိတ်ကောင်းနေအဖော်လော်ရမလားလို့ခေါ်ခဲ့တယ် သူ့ပြန်ပြီးဝင်ကြီးဝင်ငယ်ပြုစုရမလို့ဖြစ်နေပြီ။ငါမပြောလိုက်ချင်ဘူး။ဘာကြီးကမျက်မှောင်ကျုပ်ပြီးဝင်းဟန်တာ၏။ဟိုမမျက်မေးမင်းဟာကဘလို့လဲကမထန်းចောင်းထဲမှာကမထန်းចောင်းထဲမှာမှုလို့ပေါ့ရှင်။ရှင်မသိဘူးလား။ဒီနေ့တင်းမောစိတ်စင်းကြိုရအောင်မေး။ဘာလို့ဖို့လဲ။ဘာလို့ရမလဲ။ဒီနေ့ဝေဝေပြန်ရောက်မေး။ကျမတို့ကသွားမကြိုလို့ကောင်းမတယ်လား။ ။ဩအေးဟုတ်သားပဲ။ကဲမောင်လေးလိုင်းသွားပစ္စည်းတွေတဲမြန်မြန်တဲဟိ။ဟုတ်ကဲ့ပါကြီး။ကျွန်တော်ကဓမ္မယုံဘော်တို့တက်လာခဲ့ဤ။ဒီတပတ်တွင်ကျွန်တော်ရောပါကြီးရောကြီးတော်ပါသုံးညအိတ်တရားလာထိုင်ကြခြင်းဖြစ်သည်။သုံးညအိတ်ဖြစ်သည်ဖြင့်အိယာလေးအဝိတ္တဓမ္မစကားတိုလီမိုလီပစ္စည်းလေးများပါသည်။ကျွန်တော်က ပစ္စည်းများကိုကားစီသို့ထန်းတည်သည်စောစောကကျွန်တော်ကိုစကားလှမ်းပြောတော့အသားမဲမဲနဲ့လူမာကျွန်တော်တို့အိမ်မဒရိုက်ဘာကိုအောင်မောင်ဖြစ်သည်ကိုအောင်မောင်မှာကုသေသောကြောင့်မကြမီပင်ပစ္စည်းများကားပေါ်အလုံးရောက်ကုန်၏ကားပေါ်တွင် နောက်ခန်း၌ဘာကြီးနှင့်ဇီတော်တို့ထိုင်ကြသည်ကျွန်တော်ကရှေ့ခန်း၌ကိုအောင်မောင်၏ဘေးတွင်ထိုင်သည်ကားထွက်၌ကျွန်တော်က ်တရိပ်ဝါရိပ်တို့ဖြင့်အေဂျင်တိတ်ဆိတ်သော ကမထန်ចောင်းတိုက်ကြီးကိုတမင်လေပြန်ငေးကြည့်မိသည်။အော်ဒီနေရာက ဥပဇင်မိန့်တကယ်တို့ဥပဇင်တို့ ਨੇ ကိလေသာကို သမုတ်စေတာဗဟန်သဘောဖြင့်အကျွင့်မဲ့ပယ်တတ်နိုင်သူသို့မဟုတ်ပယ်တတ်လူသူတို့၏ထာဝရဆံရဌာနဒီနေရာကယခုကျွန်တော်ခွာခဲ့ရပြီ။ ျွန်တော်ချေရှုသွားနေသည်က လောကပါချစ်ချင်းမုန်းခြင်းဖြင့်လူတို့နေကြသောလောကစီကိုပါထိုစဉ်ကားနောက်ခမ်းမှဘာကြီးဤမေတံပေါ်လာ၏ဒီတကားဝေဝေပြန်လာတာနောက်ကြပါလားအင်းလေသူ့အမေကပြောတယ်အခုကနောက်ဆုံးနေ့တဲ့အဲအเจ้าမို့တငယ်ချင်းမတွေနဲ့လိုက်ပြီးတောင်ကြီးမြို့ကိုလဲတဲ့ ကြံမတိုင်မီအရောက်ပြန်လာတာအတော်ပဲကြံတွင်းကြရင် ကိုထင်အောင်နဲ့မလာနှုတို့လည်းလိုက်တရားထိုင်မလို့တဲ့ဝေဝေပါအပါခေါ်ရမယ်တော်စမ်းမရှင့်မလဲလူတကာကိုတရားထိုင်ဖို့လိုက်ဆွဲနေတယ်ဝိမုတ်တိရတအကွက်ကိုခံစားရတယ်လို့သူတကာကိုလည်းခံစားစေခြင်းနဲ့စေတနာပါဒါပေမဲ့ဝေဝေကနှာတော့ပါတော့ငယ်တော့ရွယ်တော့ တရားထိုင်ခိုင်းလို့ဖြစ်ပါမလားဟာရုပ်ဆိုးမှကြီးမှတရားထိုင်ရမယ်လို့မင်းဘသူပြောလဲဒါတော့ရှင်ပြောမှမဟုတ်ပါဘူးကျမပြောတာကကိုကထိုင်ခြင်းမမလားအေးပါငါကလည်းမထိုင်ခြင်းရင်စွတ်မခေါ်ပါဘူးအေးအေးတရားလိုက်ထိုင်ပြီးအကျွတ်တရားရလို့ယောဂီဝတ်သွားမှဖြင့်မင်းသားကငါ့ကိုခွင့်လွှတ်တော့မှာမဟုတ်ဘူးအဟာ ။ဘာကြီးကသူ့စကားသူသဘောကျပြီးရဲလိုက်လာ၏။အမှတ်မထင် နားထောင်လိုက်တော့ကျွန်တော်နားတွင်ကစကားလေးနှလုံးကဆွဲထင်ကျန်နေသည်။ဝေဝေနာမည်မိမသားတယောက်၏နာမည်နာမည်လေးကလှသည်လူလဲလှမည်ခြင်းသည်။အော်ကြီးတော်ကလှသည်ပသည်ဟု ဆိုခဲ့ပြီမဟုတ်လော။လှပလျင်တော့ ဝေဝေးခေါ်သောမိမသားတယောက်ဒီတဘောကတညက်ခန္ဓာပါလှသည်လှသည်ဆိုတော့ဆွဲမဲ့ဖွယ်ရာဒီတဘောကသင်္ခါရခန္ဓာပါဆွဲမဲ့ဖွယ်ရာဆိုတော့ချက်မြီချက်ဖွယ်ရာလေးပါဟုသိမ့်ပိုက်ခံစားမိအဲ့ဒီတော့ဝေဒနာခန္ဓာပရိစ္ဆေသမုပ္ပတ်ရန်တရားဆက်ကလေလိုက်ပြီးမြတ်စွာဘုရားမစီမဆိုင်ပဲ အမှတ်မထင်သောတက္ကနအတွင်းမှချက်ချင်းမုံချင်းလောကဤပရိသတ်သမုတ်ပတ်ရန်ရာဆက်သည် ကျွန်တော်ရင်တွင်၌လေပြည့်အောင်လေလိုက်ပါသည်အတ္တိတုံးကဝေဝေးနောက်တော့ကျွန်တော်ဤချစ်လှစွာသော မမဝေးမမဝေးကို ကျွန်တော်မြင်ပင်မမြင်ဘူးသေးပါ နားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းနှစ်ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ